နာဂလူမျိုးဟာချင်းလူမျိုးစုအတွင်းကမျိုးနွယ်စုတစ်ခုဖြစ်တယ်လို့လူဝင်မှုကြီးကြပ်ရေးဒုတိယဝန်ကြီးရဲ့ပြောဆိုချက်ဟာမှားယွင်းတယ်လို့နာဂလူမျိုးဆိုင်ရာအဖွဲ့အစည်းတွေက မတ်လ17ရက်နေ့မှာတုံ့ပြန်ပြောဆိုလိုက်ပါတယ်။နာဂလူမျိုးစုဟာတိကျမျိုးနွယ်စုအဖြစ်မြန်မာနိုင်ငံရဲ့တိုင်းရင်းသားအုပ်စုကြီးရှစ်ခုထဲမှာပါဝင်ဘူးလို့ပြည်သူ့လွှတ်တော်ပြည်သူတွေနဲ့ဝန်ကြီးဌာနတွေသိရှိနားလည်စီလိုတယ်လို့ယူဇနာဟိုတယ်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ တက်ဆိုင်ရဘာ level တတိမှာရှိနေတဲ့အတင်းခွက်ရအားလုံးဟာဒီနာကလူမျိုးနဲ့တက်ဆိုင်ပြီးတော့ဘယ်မှာဆိုတာကိုဆိုးတာကနာကသူပဲမချုပ်မရလို့ထဲမဲ့အစားချင်းပြီနဲ့ရရှိတဲ့အမျိုးလို့တမ်းမှပြပြထားခဲ့တဲ့တင်းမိကြတဲ့ကျွန်တော်တို့ရှိတယ်တို့တော့လည်းဒီနေ့ကျွန်တော်တို့ဒီနေ့အားလုံးကိုကျွန်တော်တို့ဖိတ်ခေါ်ရခြင်းတော့လူထုချင်းမှာဆက်ခွဲခြင်းဆိုတာတဲ့ဒီနေ့ဒီလိုမျိုးကျွန်တော်တို့ဟိုလဲမောင်းနေတဲ့ဆိုရလေးပဲဒါထပ်မှပြီးတော့ကျွန်တော်တို့မြေမောင်းထိုးပြချင်တာဖြစ်ပါတယ်စကိုင်းတိုင်း လေရှိလဟဲနဲ့နန်းယုံမြို့နယ်တွေကိုစုစည်းကနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကိုတတ်မှတ်ခဲ့ပြီးနာဂမျိုးနွယ်စုဟာနေမြေတစ်ဆက်တစ်ဆက်ထဲရှိရလူမျိုးစုဖြစ်တဲ့အကြောင်းနာဂလူမျိုးတွေကိုချင်းလူမျိုးစုရဲ့မျိုးနွယ်စု53စုတွေကတစုအဖြစ်သတ်မှတ်ခြင်းနာဂအတုံးဆောင်တဲ့ယဉ်ကျေးမှုတွေကိုချင်းတိုင်းရင်းသားယဉ်ကျေးမှုအဖြစ်ပြသထားခြင်းကိုဖယ်ရှားပေးဖို့တောင်းဆိုတယ်လို့ညညာချက်ထုတ်ပြန်ခဲ့ပါတယ်။ သို့တော့အများစုနေထိုင်တဲ့ဒီနာကသမိုင်းနဲ့ပတ်သက်ပြီးတော့မှဒီနာကစာဖို့တွေမှာကျွန်တော်တို့လေ့လာတဲ့အခါချင်းမျိုးနွယ်စုတဲ့မှာနာကမပေါ့ဆိုတဲ့ဥစ္စာကိုဒါကျွန်တော်တို့ပွဲ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 တွေတွေ့ရတာဖြစ်ပါတယ်ဒီစာဖို့တွေသူတို့ကြီးထားတဲ့ဥစ္စာတွေပဲနိုင်ငံတကာတက်တူဒီ college မှာအများကြီးလိုက်ပြီးမှရှိတာသူတို့တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရှင်းနေတဲ့ကိစ္စကချင်းမျိုးတဲ့မှာကျွန်တော်ကမပါဝင်ချင်တာမဟုတ်ဘူးအမိုင်းကအဲ့လိုရှိတာတွေပြတ်တယ်ကျွန်တော်တို့ဟာနာဂမျိုးတွေ လူမျိုးနွယ်စုတိတာတစ်ခုဖြစ်တယ်ဆိုလို့ဆိုတာဒါကျွန်တော်တို့ဒီဆောင်ဒီရှင်းရှင်းလင်းလင်းသိအောင်လေ့စာရှင်းရှင်းဖြစ်မြန်မာနိုင်ငံမှာတိုင်းရင်းသားမျိုးနွယ်စု135မျိုးသတ်မှတ်ထားမှုကိုလည်းပြန်လည်ပြင်ဆင်သတ်မှတ်ပေးဖို့တောင်းဆိုတယ်လို့ပြောဆိုပါတယ်